စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်နေ့ကနေ21ရက်နေ့တော်တွင်မှာဆုံးဖြတ်ချက်မှန်ကန်မယ်ရပိုင်ခွင့်ပြန်ရမယ်ခရီးကံကောင်းမယ်ယဉ်သိသူများနဲ့စကားများတတ်တဲ့အပြန်ဆိုင်တက်ခင်နေတဲ့ထိတ်တိုက်တွေ့မယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးဥတီကျပြောင်းခြင်းကြိုးပြခြင်းရှိမယ် လူမျိုးခွဲအကျိုးပေးမယ်15ရက်နေ့မှာရန်နဲ့ရှင်ပြီးလောက်ရမယ်အယူဆမတူသူတွေတွေ့ရတဲ့16ရက်နေ့ကအရာရာဆင်ပြေမယ်ကံကောင်းမယ်တို့ရာပြည့်စုံမယ်18ရက်နေ့မှာလို့ဖို့ကိစ္စဖို့တွေကြုံမယ်ရှင်ပြိုင်မှုအောင်မြင်မယ်17ရက်နေ့မှာရန်တိုက်ခံတဲ့ကြုံမယ်အထင်မှားမှုတွေဖြေရှင်းရမယ်19ရက်နေ့ထူးထူးခြားခြားကံကောင်းခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းတွေကြုံမယ်20ရက်နေ့ ခရီးကံကောင်းမယ်လူမျိုးကွဲချိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်၂၁နှစ်မှာငွေရေးချေးကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းတို့ကိုကျုံတွေ့ရမှာ ဖြစ်ပါတယ်ဒီကလအတွင်းမှာအထူးသတိထားမယ်ရဲ့၂ရက်ရှိပါတယ်ဘတော်ရဆညဖြစ်တတ်တဲ့ရဲ့၁၆ရက်နေ့ဇူလအဲ့ဒီမှာအနောက်တောင်ရက်ကုန်တည်သွားစေနေရှိတတ်ပါတယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်ဖြစ်ပါတယ် 21ရက်နေ့မှာတခါအနောက်ရက်ကိုတည်သွားစရာနေ့ဖြစ်တတ်တဲ့နေ့တနိုင်ခွဲနဲ့ညနေ3နိုင်တွင်ဖြစ်ပါလေ။အဲဒီ21ရက်နေ့မှာထူခြားချက်နောက်တစ်ခုကဒနာသိတိနဲ့ခတ်စမ်းရှင်တဲ့နေ့ဖြစ်တယ်။အဲဒီနေ့မှာလက်ပွင့်ကပ်ပွင့်စေရပိုက်ဆံကြွေစေးတို့ကို30ကိုပလတ်စတစ်ထဲထည့်ပြီးလူနဲ့ဆောင်ပေးထူးထူးခြားခြားကောင်းတဲ့နေတာရှိဒီကလာတပတ်တာအတွင်းတနင်္ဂနွေတောက်ကြစနေပွဲသူတွေကောင်းကျိုးပေးပြီးတော့ တနင်္လာနေ့ဇာသပတိနေ့မွေးသူများကြောင့်စိန်နောက်ရှိတဲ့ကတိကောင်တွေဖြစ်တတ်တဲ့နှစ်ခုကိုကနန်းနေ့ကျိုးပြီးတဲ့အဖြူရောင်ဆင်းရောင်မိခိုရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါအဖြူပန်းဝင်လေးတွေဖျက်ကတ်တူပြီးတော့လိုရာဆန္ဒပြုပါထူးထူးခြားခြားကံကောင်းပါမယ်ကျေးဇူးတင်ပါတယ်